ရှမ်းပြည်ရှိပိုင်းမိုင်းအောင်မြို့ကရဲစခန်းမှုနဲ့နေရင်းတာဝန်ခံဖြိုးမင်းထိုက်တို့ဟာမိုးရစေဝါဖမ်းရကနေတိမ့်စီရမိတဲ့ငွေနဲ့ကားတို့ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ပိကရဲဩဂတ်လ18ရက်နေ့ကမိုင်းယောင်မြို့ဟောင်ကျန်းအုပ်စုဝန်တာပေါက်ကျေးရွာအနီးကငါးကန်ကိုမူးယစ်စေတရင်ရဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။မူးယစ်စေဝါတွေလှုပ်တဲ့နှက်တွေထိုင်းပန့်ဝေ3000ကျွဲနဲ့ငါးကန်ပိုင်ရှင်ရဲ့ဗီဂိုခဲရောင်ကားတွေကို ရဲစခန်းကတင်းယူသွားခဲ့တယ်လို့ဒေသခံတွေက ပြောပါရယ်အဲ့ဒီဖြစ်ရမှာငါးကန်ပိုင်ရှင်ဟာရေးယူခံခဲ့ရပြီမဲ့တင်းစီသွားတဲ့ဘန်ငွေ3000ကျွန်းနဲ့ vivo ကားကတော့တက်တေကန်စင်းမှာပါရှိပဲစခန်းမှုနဲ့နေရင်းတာဝန်ခံတို့ကကိုကျိုးအတွက်ယူဆောင်ထားတာလို့သိရှိထားသူကပြောပါရယ်ကားကိုအဖမ်းမပြခြင်းဘန်းငွေတသိန်းပေးရမယ်ဆိုလို့ငွေပေးရွေးခဲ့ရပြီးတော့ ဘန့်ငွေ3000ခွဲလဲပြန်မရသလိုတက်တေကန်စင်ရင်မှလည်းမပြဘဲသူတို့အလွဲသုံးစားလှုပ်ထားကြတာလို့သိရပါဗျ။